င်္ဂလာပါ အခုတခါတင်ဆက်ပြီးမှာကတော့ဆီယာမမချူပွင့်ဤအိမ်မက်လွင့်ပြင်းဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်နားဆင်ကြပါအောင်ရှင် မားတော်ကြီးဦးကောင်းဦးသည်နဘေးမှဇနီးတဲ့မိကိုကြည့်ပြီးစိတ်နှလုံးတွင်များစွာ ချမ်းမြေ့သွားလေသည် သူနှင့်ရှင်တွဲဓပုံရိုက်ခံနေတော်မူသည် အနှစ်30လုံးလုံးသူနဘေးမှမြဲမြံစွာရည်တည်၍ပါရမီဖြည့်ခဲ့သော အနှစ်နာခံခဲ့သောပြီးတော့သူကိုယ်လည်းလွန်စွာမျက်နှိုးချစ်ခင်ယုံမက ရုပ်စင်းအင်ကအလိမ်မားနှင့်လည်းပြည့်စုံကျွဲဝသောဇနီးတဲ့မူခုချိန်မှာတော့သူ့အတွက်အထွတ်အမြတ်ထားရာဖြစ်နေတော်သည် မိနှစ်သမီးဓာတ်ပုံအတူရိုက်ကြပြန်သည် သမီးကသူနှစ်တူ၍မိလိုတော့သစဉ်ခက်လေးနှင့်တေးသွဲစွာရင်ဆာဆာမနိုင်ပေအယံမြင့်မြင့်ခက်ပြည့်ပြည့်ခန္ဓာကိုယ်နှင့်သမီးသည်ကြက်တရေတော့ပြေဝါလေသည် သမီးဝတ်ထားသောသူတို့သမီးဝတ်စုံနှင့်သမီးသည်မြားစွာလိုက်ဖက်တင်တယ်ကသမီးဤအပြုံသည်လည်းရှင်လက်တောက်ပါနေတော့သည်သမီးဤသူတို့သားသည်လည်းသမီးနှင့်လိုက်ဖက်စွာ ွားချိုင်းခံရလျက်ချမ်းမြေ့မှုအလုံးစုံကိုပိုင်ဆိုင်သောသူ၏အပြုံမျိုးကိုမင်္ဂလာအိတ်ခံပွဲတစ်လျှောက်လုံးမှာပြုံနေခဲ့လေသည်ဧည့်သည်များကိုမိကအပြုံတို့ဝေစာစွာဖြင့်တောက်လျှောက်ဧည့်ခံနေခဲ့သည်ဧည့်သည်များကလည်းမိ၏အလှနှင့်လှိုင်လဲသောအပြုံများတွင်စိတ်နှလုံးညွတ်နူးကြလျက်ကောင်းခြင်းစကားတွေသာဆိုနေခဲ့ကြသည်မိ၏မိဟာတသက်လုံးကံကောင်းလာတဲ့မိမပါလားကွယ် မိကရွယ်တင်လိုက်တာကွယ်။သမီးနဲ့ဆိုညီမတွေကြားနေတာပဲ။လှလိုက်တာ။တားရီသမီးတွေကလည်းတော်လိုက်ကြတာ။သမီးလေးကရောတကယ်ကိုစင်စီလို့မြင်းရင်တာပဲနော်။ဤစကားများကမိကိုလက်ဆွဲနှုတ်ဆက်ရင်းပြောသွားသည့်စကားများဖြစ်ကြသည်။တီးထက်ပို၍ဝိုင်းဖွဲ့ပြောသောစကားများကိုလည်းသူအမှတ်မထင်ကြားခဲ့ရသေးသည်။ခင်မိမိကတော်လေးတော်ထက်လဲထက်တယ်နော်။ ဒေါက်တာကောင်းဟုကလည်းမိသဘောကြီးပဲထင်နေ။သားတွေကရောသူ့အဖေလိုဆရာဝန်ပါရဲ့လား။ပါတယ်လေ။သားကြီးဆုံးကကလေးစေးအောင်မှာကလေးထုကိုဆရာဝန်လေ။အဲ့ဒီကလေးကစာကူတော်တာ။ဆယ်နဲ့အောင်လုံးကလည်းတနင်္ဂနွေလုံးမှာပထမရခဲ့တာဆိုလား။သားငယ်ကလည်းမညံ့ဘူးနော်။အင်ဂျင်နီယာဖွဲ့ရပြီ။နိုင်ငံခြားသင်္ဘောလိုက်နေတာပဲ။အိုးအားကြစရာကွယ်။သားတွေကအိမ်တော်မကြကြသေးဘူး။အင်းလေး ။တမိငယ်ဆုံးကအရင်ဆုံးအိမ်တော်ကြတာ။အိုးဒါဆိုမိကိုကတ်ထားဦးမှထင်ရဲ့။ကို့မှာကတမိတွေအများကြီးပဲကွယ်။ကြားရသမျှတော့မိအတွက်ဂုံယူပွဲရာစကားများသာတည်။ထို့စကားဝိုင်းနှင့်ကတ်လျက်ဇပွဲတစ်ခုတွင်ဒေါက်တာကောင်းဦးလာရောက်ဧကန်လိုက်တာကိုပင်မတိကြတော့ပဝါတကားကရောင်စုံလက်ဝတ်ယတနာတစ်ဖြတ်ဖြတ်နှင့်အမျိုးသမီးတစ်တိုက်သည်သူထွက်လာချိန်အထိစကားအမြင်မပြတ်ကြသေးပေ။ ခြုံ၍ပြောရလျင်တော့အဆဆအရာရာသည်ကြက်တရေမင်္ဂလာအတီးပြီး၍သူ့ရင်တစ်ခုလုံးမှလည်းချမ်းမြေ့နေခဲ့သည်မှာအမှန်ပင်ဖြစ်သည် သမီးဤမင်္ဂလာပွဲသည်မိဘများအတွက်ပါမင်္ဂလာရှိစေလျင်အေးချမ်းစွာပြီးဆုံးသွားသောအခါတွင်မိသည်တက်ပြင်းရှည်ကြီးချလျက်ပဝါစာကိုအသာဖဲလိုက်ပြီးအိယာပေါ်တွင်အသာလဲပြီးအမောဖြေလေသည်ဘလို့လဲမိတော်တော်မောသွားပြီလား မိသည်မျက်လွှာကို အသာမေးရင်ရက်တောင်ကိုတစ်ဖြက်ဖြက်ခန့်နေလေရာနန္တာရက်တောင်ဤမှုရနံတင်းတင်းကတခန်းလုံးတွင်နူညံ့စွာမှုနေလေသည် သမီးရောကိုသမီးနဲ့သမက်ကသူတို့နေဖို့ပါရမီချံကိုတွားကြည့်ကြတယ်။သားကြီးကတော့ဆေးရုံနိုင်ကျူတီဝင်ရမေးတဲ့။သားငယ်ကတော့ညီမနဲ့ရောက်ဖို့ကားမောင်းပြီးလိုက်ပို့လေရဲ့။အင်းအင်းတောင်းနေ။သူသည်အဝယ်အစားများကိုလဲလှဲနေရင်မှ ဖြက်ခနဲမိကိုတစ်ချက်လှမ်းကြည့်မိသည် မျက်နှာသည်စောစောကနှင့်ဆန့်ကျင်စွာငြိမ်သက်ဤဆက်လျက်သူ့ကိုကြည့်နေသောစူရဲရဲမျက်လုံးတို့ကိုမြင်လိုက်ရခြင်းမှာတော့သူ့ရင်ထဲကိုစိုးရွံ့မှုတစ်စုံတစ်ရာသည်မတိမတာအနေထားဖြင့်တိုးဝေဝင်ရောက်လာသည် မိကိုကိုဘာပြောချင်လို့လဲမိဘာမျှမပြောသေးပဲသူ့မေးလိုက်မိသည်မိကဘာမျှပြန်မပြောဘဲ ခရင်ပေါ်မဆင်းကမင်္ဂလာဧကံပွဲဤအဝဲအစားနှင့်လက်ဝတ်ယတနာတို့ကိုချွတ်၍လဲလှယ်နေလေသည်။ဇာနာတန်ညာဘူးအင်ကြီးရှိရှိဖဖားနှင့်ဆန်ရွယ်တို့ပြေရော့နေတော်မူသည်။နှုနယ်တော်မင်းကလေးလေးတယောက်တစ်ဖွဲကြည်မဝခြင်းစရာဖြစ်တော်လင်။ရှင်ထဲမှဆိုးရွံမှုကြောင့်မကြည့်ရဲသလိုခံစားနေရသည်။မိသည်ကရင်ပေါ်သို့ပြန်ထိုင်ရင် သူ့ကိုစူးစိုက်စွာ ကြည်နေပြန်သည်ကိုစိတ်ချမ်းသာနေလိုက် သူ secret မိညရင်ကောင်းညိခါဘာဖြစ်လို့လဲမိဟုပြန်မေးမိသည်မိလည်းစိတ်ချမ်းသာလို့ပါ သူမိဆက်ပြောလာမိစကားကို နားစွင့်နေမိသည်မိရည်ရွယ်ခဲ့တာဒါပါပဲကိုရဲ့သားတွေသမီးတွေအရွယ်ရောက်သူတို့ခြေတော့ပေါ်သူတို့ရက်တီနိုင်သွားရင်မိခင်တယောက်တည်းဘဝမှာပြည့်စုံပြီလို့ယူဆခဲ့လို့ဒီအချိန်ထိမိဆောင်ခဲ့တာပါမိအတွက်တော့ဘဝဟာအတိတ်ပဲရှိသွားပါပြီ မိစကားကို သူနားလည်နိုင်ဖို့စဉ်းစားရင်မိမျက်နာပေါ်မှာအရေးတွေကိုရှာဖွေနေမိသည်မိမျက်နာသည်ညင်နေကြထက်ပို၍တည်ငြိမ်ခြင်းကပဲသူ၏ဆိုးရွားမှုကိုနှိုးဆော်နေခြင်းဖြစ်မည်ကိုဘာလဲမိမိနဲ့သမီးမင်္ဂလာခန်းဝင်ပစ္စည်းတွေသွားဝယ်ရင်မီနီမားကတ်တစ်ခုမှာဘသူနဲ့တွေ့ခဲ့တယ်ထင်လဲကိုမိကရုတ်တရက်ဖြတ်ခနဲမေးလိုက်ရင်း ူအံ့ဩစွာဖြင့်နှဝေးတိမ်တောင်ဖြစ်နေစေမှာပင်မိကဆက်ပြောသည်မိမခင်လည်းနဲ့တွေ့ခဲ့တယ်ဘာမိပြောလိုက်သောခတ်တူတူစကားတခွန်းတွင် ပါလာသောနာမည်တစ်ခုသည် အခိုက်အတန့်မှာပင် သူ့ရင်ထဲကိုငလျင်ပြိုလဲလိုက်သလိုပြောင်းဆန်အောင်လှုပ်ရှားသွားစေတော်သည်မိဘာရီလာပြောနေတာလဲအရှင်ကြီးကြားလိုက်ရသောအကြောင်းကိုပြန်မေးနေမိသော သူ့အတန်းသည် သူ့အတန်နဲ့မတူအောင်ပင်အက်ကွဲတုံခါနေသည်ကိုရဲ့တခါကမခင်လဲလီကိုမိနေပြီလို့တော့မိကမထင်ပါဘူးမိထားတာပဲဖြစ်ချင်းဖြစ်မှာပါတီငိန်လွန်သောမိဤမျက်ဝန်းတို့ကိုကြည့်ပြီးပြင်းထန်သောဆိုယွန်စိတ်ကတကိုယ်လုံးသို့ပြန့်နှံ့ဝင်ရောက်သွားလေသည်မိဒီချိန်မှာဘာလို့ဒီစကားတွေပြောရတာလဲကိုစိတ်ချမ်းမြေ့နေတာကိုမိမမြင်ချင်ဘူးလားမိအပြုံးသည် သူ့အတွက်နှင့်သိမ့်ပြုံးတော့ဟုတ်ဟန်မတူဘာပဲဖြစ်ဖြစ်လေမခင်လေးဟာကိုလက်ခံလို့ကို့ဘဝထဲဝင်ခဲ့တဲ့မိမတယောက်ပဲဒီနောက်ပြီးဖြစ်ခဲ့တဲ့အကြောင်းတွေကလည်းအိမ်မက်တွေမှမဟုတ်တာဟုတ်တော့ဟုတ်တယ်မိဒါပေမဲ့အဲ့ဒီအဖြစ်ပြက်တွေဟာတိတ်ကိုကြာသွားခဲ့ပြီပဲခုမှဘာလို့မိကတကယ်တော့မိပြောတာမှန်ပါသည် သူ့မခင်လေးကိုမိစရာအကြောင်းမရှိခဲ့ပါသို့တော့မိကိုချစ်ခင်မြတ်နိုးလာသောစိတ်ဖြင့် တမင်တကာစူးစမ်းပြီးမိထားခဲ့လေသည်မိနှစ်တကွာသာသမီ၃ယောက်ဤတန်ရောစဉ်ကျိုးမြင့်တွေက သူနှင့်မက်ခင်လေးကြားရှိနှောင်တွယ်မှုကို လွဲကူစွာပင်ဆွဲဖယ်ပြနိုင်ခဲ့လေသည် ွန်ခဲ့သည့်အနှစ်20ကိုကြာပြီးဟုယူဆလျင်ရတော်လဲစစ်စစ်တွေးလျင် အရေးတို့ကပြည်ပြင်းစွာမြင်ရုံဖြစ်သည်ထိုစဉ်ကမြို့နယ်ဆရာဝန်ဖြစ်သူတောင်းဝင်ကြရာစေယုံတွင် မခင်လေးကစေယုံရုံကမ်းမှစီးမကလေးဖြစ်ခဲ့သည်အသားဝင်ဝင်မျက်လုံးနက်နက်များနှင့်လူများစွာလှပသောမခင်လေးသည်မြို့နယ်ဝန်ထမ်းများလောကမှာတော့နာမည်ထင်ရှားလူသိများခဲ့လေသည် သူနှင့်မခင်လေသည် လုပ်ငန်းခွင်မှာရင်းနေရင်တဖြည်းဖြည်းနဲ့မှတ်ခင်လေးကသူ့ကိုစိုးမိုးလာနိုင်ခဲ့လေသည်တကယ်တော့မိနှင့်သားမိ၃ယောက်သည် ထိုအချိန်၌ရှိနှင့်ပြီးဖြစ်သည် ထိုစဉ်ကမိသည်ចောင်းထားကစားตาကြီးဤပညာရေးကြောင့်သူ့နောက်သို့ ရုတ်တရက်မလိုက်လာနိုင်ခဲ့ရှာပင်အထီးကျန်နေသောသူသည်သူ့နှင့်အနီးဆုံးမှရှိပြီးသူ့အပေါ်မှာလည်းညွန်းနူးနေပုံရသောမှတ်ခင်လေးစီတို့တဖြည်းဖြည်းနဲ့အာယုံဝင်စားကရင်းရိုင်လာမိတော်သည် အတိတ်တရားဝင်ကနောက်ဆုတ်ရန်စဉ်းစားနေစေမှာပင်ခြေလမ်းတွေကအလိုလိုနေရင်ရှေ့သူတိုးမိကမရှောင်တာအောင်တွေ့ညီခဲ့မိကြလေသည်နှစ်ယောက်သားသည်မှားမှန်သည်သည်နှင့်နောက်ဆုတ်ရန်မကြိုးစားနိုင်ကြတော့ပင်ပင်လေပြင်တွင်သက်ဆင်းလျက်စားငံ့ရီကိုငံမန်းသည်သည်တောင်းမိခဲ့ကြခြင်းပေသည်အကင်ပါတော်မိကလည်းသူနှင့်မခင်လေးတို့၏အဖြစ်ကိုတစုံတစရေးမိယုံများနေပင်သူနောက်တော့အမြန်ဆုံးလိုက်လာခဲ့လေသည် ဒီမှာကြည်စန်းကိုဒါပါလေမိသည် သူ့အိမ်ယာတွေကိုရှင်းကတိမ်စီရင်ခေါင်းအုံစွကြမှမိမဆက်ညက်တချောင်းတွေ့သွားခဲ့ခြင်းဖြစ်သည်သူ့အတွက်ရာသက်ပံအမားတစ်ခုကိုကျူးလွန်ခဲ့မိခြင်းအတွက်အဖြေတစ်ခုမှန်းတိလိုက်ရလေသည်မိသည်စိတ်ထားကြည်မြတ်သည်နှင့်အမျှခိုင်မာသောမိမတို့ဦးသားသည်သူ့အပေါ်တွင်ထိုပြက်တနာနှင့်ပတ်သက်၍ ထုတ်ဖော်ညူစုခြင်းကင်းလျက်ထို့မျိုးမှအမြန်ဆုံးပြန်လည်ပြောင်းရွှေ့နိုင်ရေးကိုသာပါနက်လိမ်မာစွာကြိုးစားခဲ့လေသည်ထို့အချိန်ကမိဤရင်တွင်သို့သူခံမှန်း၍မရနိုင်အောင်မိအမူယာတွေကတိုသိလွန်လာသည်မိနှင့်မခင်လေအိမ်မှာရင်ဆိုင်တွေ့ကြရင်မခင်လေကိုပြောခဲ့သည့်စကားများကိုသာ သူသည်တန်မှုနှင့်စွဲနေတော့ဖြစ်သည်မခင်လေစဉ်းစားပါမိမှာကလေးသုံးယောက်မွေးပြီး ကိုကလည်းဘသူမှအားကိုးစရာမရှိပါဘူး။မခင်လေးကအခုမှအသက်ငယ်ငယ်လေး။ခုကိစ္စကလည်းနောက်ဆုတ်လို့ရတဲ့အနေထားပဲရှိပါသေးတယ်။ကုံကုံပြောမယ်မခင်လေးရေ။နောက်မဆုတ်ချင်လဲမိကတော့ကိုကိုဘယ်တော့မှဆုံးလို့မှမဟုတ်ဘူး။ဒီလိုပြောရတာဒီကလေးတွေရဲ့ဘဝကြောင့်ဆိုတာတော့မခင်လေးသိစေချင်တယ်။မိရဲ့သားသမီးတွေဟာမိစုံဖဆုံတဲ့လောကအလယ်မှာတင်းတောင်းတင့်တယ်ဖြစ်စေချင်တာ။မိရဲ့မှန်တဲ့သစ္စာပဲ။ထိုစဉ်ကမိနဲ့မခင်လေးသည် အိမ်ပြင်ဝရန်တာမှာသူပြန်ရောက်နေသည်ကိုမသိခဲ့ကြပေ။သူသည်မိမသားနှစ်ယောက်ရှိရာအိမ်ထဲသို့မဝင်ရဲပင်စေယုံသို့ပြန်သွားခဲ့ရသည့်အဖြစ်သည်ခုချိန်မှာပြန်စင်းစားလျင်ရှက်ဖွယ်လီလီဖြစ်ရဲပင်တကယ်တော့သူ့အတွက်ထိုကာလများသည်ဘဝထဲမှဖဲ့ထုတ်ပြစ်လိုက်ခြင်းသောအချိန်များပင် ဖြစ်တော်သည်ရန်ကုန်မြို့သို့သူပြန်ပြောင်းလာခဲ့ပြီးသည့်နောက်ပိုင်းမှာတော့သူနှင့်မခင်လေးတို့အလိုအလျောက်ဝေးကွာသွားခဲ့တော်သည် မိဤပါနတ်လိမ္မာမှုဖြစ်ပင် သူဤအမဲဆက်သည် ထင်ကျန်ရခြင်းမရှိပဲသူအတိုင်းအဝိုင်းတွင်ဇနီးနှင့်သားသမီးများအတွက်အားထားဂုဏ်ယူပွဲရာဖခင်တို့ဖြစ်လာခဲ့သည်အတိတ်တို့ကြံခဲ့သောမျိုးလေးတွင်လည်းမခင်လေဤစိတ်သဘောထားကြီးမြင့်စွာနှုတ်ဆက်နေခဲ့မှုဖြင့်သူတို့နှစ်ယောက်ဤအကြောင်းသည် မပြီးမပြင်ရှိရမှာတစတစမှုံဝါပြောက်ွယ်သွားခဲ့ရလေသည်ဒီတို့ဖြင့် သူသည်ကံကောင်းအကြောင်းလှသောလူတစ်ယောက်အဖြစ်ခိုင်မာစွာပင်ဘဝကိုရင်ဆိုင်လာနိုင်ခဲ့သည်။ဒီအချိန်ကြာမှမိသည်သူကိုမိသည့်အကြောင်းများကြောင့်သူတကြိုခဲ့ပြီးသောအတိတ်အားပြန်လည်တူဖော်ရင်ဆိုင်စေရပါသည်နည်း။ယခုတော့မိသည် သူနှင့်မဆိုင်သောအကြောင်းအရာကိုပြောနေသလိုသူကိုမခင်လဲအကြောင်းတွေပြောပြနေပြန်သည်။ကုမခင်လဲကအရင်ကထက်တောင်လှနေလေရဲ့။သူ့အသက်လဲဘယ်ငယ်ပါမလဲ။ မိထက်ငယ်လားလေးငါနဲ့ပေါ့ဒါပေမဲ့40ဆိုတဲ့အရွယ်နဲ့တော့မလိုက်ဘူးသူ့ဘေးမှာလဲသူ့သမီးလေးပါတယ်ထူးကြတာကအဲ့ဒီသမီးလေးကမိတို့ရဲ့သမီးနဲ့အရန်တူနေတဲ့ကိုဤခါမှာတော့မိစကားကိုနားထောင်နေတော့သူသည် ခုံရွေးပင်ထမိတော်မတက်လန့်ပြန်သွားခဲ့သည်ဘာပြောတယ်မိသမီးနဲ့ညီမဆိုရင်ဘသူမှညင်းမှာမဟုတ်ဘူးလို့ပါရုပ်ချီးမှပင်သူသည် တာဝေးခီးကိုမနာရန်ပြေးလာရသူတယောက်ပမာမော်လျာစွာဖြင့်အာအင်ချီနေသွားတော်သည်ခုချိန်မှာတော့သူသည် မိဤစကားဥတီယာကို ရိုးတိုးရိတ်တိတ်သဘောပေါက်စာပြုခဲ့ပြီမိဟာအဲ့ဒီကလေးမဟာကို့သမီးလို့ပြောချင်တာလားညင်းစရာမလိုတဲ့အကြောင်းပဲကိုရဲ့ကို့အကြောင်းကိုကိုပိုသိမှာပါအဲ့ဒီကောင်မလေးကမိရဲ့သမီးလို့ပဲကို့မျက်လုံးနဲ့ကို့နှကန်းကိုအမွေရထားတယ်သိလား ိဤမျက်ဝန်းတွင်မျက်ရည်လိုဖြင့်ရှင်းဆိုလာခြင်းကိုသူအံ့ဩစွာဖြင့်ငေမောရင်ပြီးခဲ့သမျှသည်အိမ်မက်မဟုတ်ခြင်းအားခုချိန်မှာပို၍ပြီးပြင်းစွာသိရှိနားလည်သွားလေတော့သည်မိသူတို့တားမိနေတဲ့လိမ့်စာကိုမရရအောင်စုံစမ်းထားတယ်ကိုတော့တွေးလိုက်ပါ အခုချိန်မှာတော့မခင်လေးကိုမိခင်တယောက်နေနဲ့မိကိုချင်းစာတတ်ပါပြီကိုမိတစ်ခုပဲအံ့ဩတယ်ဒီကိစ္စနဲ့ပတ်သက်လို့ ကို့အပေါ်မှာမက်ခင်လဲရင်ကုန်နှုတ်ပိတ်နေခဲ့တာကိုပါပဲမိသည်ဂရင်ပေါ်မှဆင်းလျက်ကြောက်ရွံ့လိုညင်သက်သွားသော သူ၏ခန္ဓာကိုယ်နှပေးမှဖြတ်၍အခန်းပြင်ဘက်သို့ဖြည်းညင်းစွာထွက်ခွာသွားသည်အိမ်အပြင်တွင်လာရောင်က ထိန်လင်းစွာဖြာကြားနေသည်လေအဝေ့တွင်တိရိပ်များရင်ထိုးလှုပ်ရှားနေသလိုသူ့အတွေးများမှလည်းမငြိမ်သက်နိုင်ကြတော့ပြီမိထားတာကြာပြီဖြစ်သောမက်ခင်လဲသည်မိဤဆွဲဖယ်မှုဖြင့်ဖွင့်ဟသွားသော သူ့အတွေ့အိမ်တွင်သို့တရွေ့ရွေ့နှင့်လှမ်းလိုလာနေသည်လေကားကကျင်းမြောင်းသလိုမဆောင်လာသည် ဆေးများလွင့်ပြဲနေသော တိုင်နေရန်တို့သည်အလင်းရောင်ကောင်းစွာမရရှိမှုကြောင့်ပို၍အိုဟောင်းနေလေသည်သူသည် မိပေးလိုက်သောလိမ့်စာကပြားလေးကိုကြည့်ပြီးသုံးတက်မြောက်အရောက်တွင်အခန်းတစ်ခုရှိမှရပ်လိုက်မိသည်ထိုအချိန်၌သူသည်မောပန်းနွမ်းနယ်လျက်ရှိပြီးနှလုံးတို့မှလည်းတဒိတ်ဒိတ်ခုန်နေခဲ့သည်တကားကိုတစ်ချက်ချင်းလေးပင်စွာခောက်မိပြီးသည့်အချိန်မှအစအစအရာရာကိုရင်ဆိုင်အာမွေပြီးဖြစ်လေသည် တကားဖွင့်လာချိန်တွင်အခန်းထဲတွင် နိုင်ငံသားတေးသွားတန်သည် လွင့်ပြန်ကနေဆဲဖြစ်သည်တကားလာဖွင့်ပြီးတော့မိမရွယ်သည် သူ့ကိုခတ်စိမ့်စိမ့်ကြည့်ပြီးဘာကိစ္စလဲဟု အတန်ပြက်နှင့်မေးလေသည်ဒီအိမ်ကဒေါခင်လေးနဲ့တွေ့ကျင်လို့ပါဒေါခင်လေးဩမမလေးကိုပြောတာပေါ့ဟုတ်ပါတယ်ဒါသူ့အိမ်တော့သူ့အိမ်ပါပဲဒါပေမဲ့မမလေးမရှိဘူးဒါဖြင့်သူ့သမီးဩ စိုးယူလားရှိတယ်ရှိတယ်မိမရွယ်ကသူ့ကိုခြေဆုံးကောင်းဆုံးကြည့်ပြီးနောက်ဖက်သူလှဲကစိုးယူရင်ဒီမှာညီးဧည့်တဲ့ဟိဟူလှမ်းអော်ပြီး သူ့ကိုလည်းတစ်ချက်ပြုံးပြ၍ဝင်ရန်လမ်းဖယ်ပေးလေသည်ဧကန်းသည်ပေ20လောက်ရှည်၍25ပေလောက်တော့ကြဲ့မြည်ထင်သည်ဖျောင်းပစိုးလိမ်မော်ရောင်ခင်းထားလျက်ဖိုက်ဘာစတီများ TV ရေခဲတက်တာပန်ကစသည့်အဆောင်ရောင်များဖြင့်ပြည့်စုံစွာရှိတော်လင် အားလုံးသည်ဖယိုဖယဲဖြင့်ပွားစာကျဲနေသည် ထို့အထဲမှာမှမိန်းကလေး၃ယောက်ခန့်ကကျမ်းပြင်ပေါ်နေရအပြည့်ယူကဗီဒီယိုကြည့်နေကြသည်ဗီဒီယိုကိုတဲ့တဲ့ရင်ဆိုင်မိတော်သူသည် ရုပ်တရက်မှာပင်စက်သိမ်းမွေးခြင်းများထားလျင်မျက်နှာတစ်ပြင်လုံးထူအန်းကမျက်လုံးများကိုဆက်ခနဲလွှဲပြင်လိုက်ရသည်တို့တိုင်အောင်မှန်သားပြင်မအသွင်တို့သည် သူ့တငယ်အိမ်တွင်၌တွင်ကြီးကပ်ပါလာသလိုခံစားရကအနေရအထိုင်ရခတ်စွာရှိစေမှာပင် အခန်းတွင်မှသူ့သမီးနှင်းစင်သောမိန်းကလေးတယောက်ကခတ်တုတ်တုတ်ပြေးထွက်လာသည်ဟေ့ဟေ့နင်တို့ဗီဒီယိုရက်လိုက်ဦးလေဒီမှာငါအိတ်တွေရောက်နေတယ်မိန်းကလေးကပြောင်ချော့ချော့အမှုရဖြင့်ဗီဒီယိုကိုပိတ်ခိုင်းလိုက်ပြီးမှသူ့ဘက်သို့မျက်နာမူလေသည်နှက်ခမ်းတို့ကိုရဲတွန့်နေအောင်ဆိုးထားသောကျင်းပေါင်းမီရှည်နှင့် ဒူးစစ်နှီးပါရှိသောရှန့်အင်ဂျီပေါ်ပွားကြီးကိုဝင်လျင်အနောက်တိုင်းရုပ်ရှင်မင်းသမီးများသဖွဲ့သူ့ကိုမျက်လွှာမှေးစင်ပြီးကြည်နေသောမိန်းကလေးသည် သူ့သမီးဆိုယူတယ်လားသူ့ရင်သည် ထိုခဏ၌တသိမ့်သိမ့်ကြည်ကွဲသွားမိလေသည်ရှင့်ကိုဆိုယူမမြင်ဘူးပါဘူးမိမငယ်ဤနှုတ်ဆက်စကားမှာတိမ်မွေးစွာတကား ်မိပြောသောသူ့မျက်လုံးနှင့်နှခမ်းများကိုအမွေရထားသည်ဆိုသည့်သူ့သမီး၏မျက်နှာလေးကိုသူရဲရဲပင်မကြည်ဝန်းတော့။ဦးကသမီးမေမေရဲ့မိတ်ဆွေဟောင်းပါ။ထိုစကားကိုတော့သူပြောလိုက်နိုင်သေးသည်။ထိုအခါမှာတော့စိုးယူအနေငယ်အံ့ဩဟန်ပြူပြီးမှဘာကိုသဘောကျသွားသည်ကို မသိပဲအတန်ထွက်အောင်တစ်ချဲရီလိုက်သည်။အော်ဦးကလည်း ဒီအချိန်ဆိုမမီမရှိတတ်ဘူးလေအပြင်းသွားတယ်ဦးဆောင်ကျင်ရင်တော့စောင့်လိုက်အောင်ပေါ့ပြန်လာကနေပြီးတော့ထင်ပါတယ်လာမီမှာတော့မထူးဘူးသူ့ကိုလူထူးလူဆန်းတဲ့ဘွယ်ဝိုင်းကြည့်နေတော့ကလေးမတို့ဤမျက်လုံးသုံးလေးစုံကိုအတားအဆီးမရှိရင်ဆိုင်ရင်နီးရကလထိုင်းတစ်လုံးတွင်အသာဝင်ထိုင်လိုက်ရသည်ခဏနေတော့စောစောကဗီဒီယိုကြည့်နေတော့မိန်းကလေး၃ယောက်ကထပြန်သွားကြလေသည်ဒီအခါတွင်မှာ သူ့အနေငယ်အသက်ရှူခြောက်သွားလျက်စီကရက်တလေးကိုမိညီကဖွာရှာရင်ကုံကဲလာသော အချိန်တို့ကို မောပန်းနှွမ်းရီစွာဖြင့်စောင့်နေရလေသည် သူ့သမီးဆိုသည့်ဆိုးယူမိသောမိန်းမငယ်ကတော့အခန်းထဲပြန်ဝင်သွားပြီးနောက်ပေါ်မလာတော့စီကရက်တလေးကုံကန်ဒီမှတကားခေါက်တန်နှစ်ချက်ကိုကြားရလေသည်မမီပြန်လာပြီးထင်နေဟူသော စီလွင်သည့်အတန်လေးနှင့်အတူဆိုယူပြေးထွက်လာပြန်ကတကားကိုခတ်သွက်သွက် ဖွင့်ပေးလိုက်သည် ဝင်လာသူကသူစောင့်နေခဲ့သည်ဆိုယူမာမီသူမဟုတ်တခါကသူဤမခင်လဲအစစ်ပင်သည်အမျော်ကြီးမျော်စဲရောက်လာခြင်းဖြစ်တော်လဲသူအမောတို့သည်မပြေသည့်အပြင်ထတ်ဆင်၍သာဒုတဲ့ကြီးမာလာတော်သည်မခင်လဲသည် ရုတ်တရက်သူ့ကိုမြင်လိုက်ရသဖြင့်အလွန်တရာအံ့ဩသွားပုံရတော်လဲခဏသာဖြစ်လေသည် ချက်ချင်းပင်မထူးခြားသည့်အမှုရာသို့ပြောင်းလဲပြလိုက်ကား ူနှုတ်မဆက်ရသေးခင်မှာပဲသူ့ကိုစားပြီးနှုတ်ဆက်လေသည်။အော်ဥကောင်းဥပါလား။လက်လွန်ခဲ့တဲ့တလားကျော်လောက်ကဥကောင်းဥရဲ့ဇနီးနဲ့ဇင်းဝင်ရင်တွေ့ခဲ့သေးတယ်။ဆိုယူကတော့သူ့အမေလက်ထဲမှာပစ္စည်းတပွေးတစ်ပိုက်ကြီးကို စီးချိုပွေးပိုက်ခါဝမ်းသာအားရတစ်ခုပြီးတစ်ခုထုတ်ကြည့်နေသည်။မမီမြားလာကြည်လားဘသူပေးလိုက်တာလဲ။ဟယ်ရီသင်းမောင်ကပြန်ရောက်လာပြီလေ။အောက်မှာပါတယ်။ သူ့မိတ်ဆွေတွေရောပဲမမီသမီးကိုလာပြန်ခေါ်တာဟယ်ရီကမမီတို့အသားမီကိုရရဲ့ကားထဲမှာဒင်နာကျွေးမလို့ဦးတဲ့โอเคမိုက်တယ်ဟေ့ဒါဆိုစိုးယူရေးချိုးလိုက်အောင်မယ်나이ဝတ်တော်ဆောက်ဦးနော်လို့မမီချက်ချင်းပင်စိုးယူကအိမ်ထဲသို့မြူတူးခုံပေါင်းလျက်ပြေးဝင်သွားတော်သည်နှစ်ယောက်ထဲကြံ့ရသောအခါမှသူသည်မခင်လေးဤမျက်နှာကိုစိုက်ကြည့်လျက်ဒီမျက်နှာဒီကိုနေဟန်ထားတော်သည် တချိန်ကသူနှင့်ယင်းဤကျွမ်းဝင်ခဲ့ဘူးသည်မှာအိမ်မက်မဟုတ်ခဲ့ပါလားဟု တွေးနေမိပြန်သည်ပန်းစီရောင်ပိုပြော့ဝစ်စုံနှင့်မခင်လဲသည်ညားစွာဆွဲမက်ဖွဲရာချော်မော်လာပါနေတော်လဲသူအတွက်တော့ယင်းနှင့်ဘွေရာခါသည်မူတရက်ကို ဖန်တီး၍နေလေသည်ဦးကောင်းဘာလာလောက်တာလဲကိုမခင်လဲတို့သားမိကိုလာတွေ့တာပါမခင်လဲသည်နူးညံ့စွာပြုံရင်းခေါင်းကိုရမ်းလေသည် ခုချိန်မှာတော့မထူးတော့ပါဘူးဥကောင်းဦးရဲ့မခင်လေးဤတိုးတိတ်စွာညင်သာသောစကားကို သူကယူမဆိုင်ဖင်စိတ်ထဲမှာအုံနှွေးနေသည့်အကြောင်းကို အချိန်မဆိုင်ဘဲဆက်ပြောလိုက်သည်မိကပြောတယ်လေသမီးလေးကကိုနဲ့မိရဲ့သမီးလေးနဲ့တိတ်တူတာပဲတဲ့ဤခါမှာတော့မခင်လေးအတန်ထွက်အောင်ပဲရှီမောနေတော့သည်ရှီတံမပြည့်တပြည့်တွင် တူသလားဟုလှမ်းမေးသည် သူ့ရင်ထဲတွင်နှင့်ကနေဖြစ်ကပြန်မဖြေတတ်တော့ပြီ။ရုပ်ချင်းတော့တူမှာပေါ့။ဒါပေမဲ့လက်သမီးဆိုးယူရဲ့ဘဝနဲ့ရှင့်ဇနီးမိရဲ့သမီးဘဝကတော့တခြားစီပဲလေ။ဘလို့မှဆက်ဆက်လို့မဖြစ်တော့ပါဘူး။မခင်လက်သည်ရီမောနေရာမှရုပ်ချီးပင်မျက်ရည်တွေဝဲလာကမျက်ဝန်းတစ်ဝိုက်တွင်ရှုံးဆိုလာပြန်သည်။လေကမျက်နာကိုမော့ကသူ့ထံမှအကြည့်ကိုလွှဲပြလိုက်ရင် စိတ်ကူးမရင်ကျင်တော့ဘူးဥကောင်းဥရဲ့လွန်ခဲ့တဲ့9နှစ်လောက်ကသာရှင်နဲ့ပြန်ဆောင်ရရင်လက်အရင်ဝမ်းတာမှာပါ ခုတော့အဆဆရရနောက်ကျသွားခဲ့ပါပြီမခင်လေးကဆွေရိတ်တန်းလာတော့အတန်တွင် သူနစ်မျောလျက်လွန်ခဲ့သည့်အနှစ်20ကဖြစ်တိုးသည် အနည်းဆုံးတော့လေအလျင်ပမာလှင်မြန်စွာရောက်ရှိလာကြပြန်သည်တကယ်တော့သူသည် မခင်လေးကို ခလုတ်တိုက်မိခြင်းမဟုတ်ပါတကားဒါပေမဲ့ လက်ဆိုးယူနဲ့ပတ်သက်လို့ကို့မှာတာဝန်သူ့စကားကိုအဆုံးသတ်ခွင့်ပင်မက်ခင်လဲကမပြီးတော့ပင်ကမန်းကဒန်လက်ကရင်ကနေပါစေမလိုဘူးဥကောင်တကယ်ပြောတာပါဟူတာမြင်လေသည်ပြီးတော့မှမူကောင်ဦးတည်အောင်တခုပဲပြောချင်ပါတယ်လောကမှာကိုမွေးထုံလိုက်တဲ့သားသမီးကို မသိတဲ့မိခင်ဆိုတာမရှိပါဘူးကို့ကြောင့်လူဖြစ်လာတဲ့သားသမီးရှိလို့ရှိမှန်းမသိတဲ့ဖခင်တွေသာရှိနေတတ်တာပါ တဘာဝကလည်းဒါကိုခွင့်ပြုထားတာမို့လင့်အနေနဲ့ကြုံသမျှကိုခါစီပြီးရင်ဆိုင်ခဲ့ပါတယ်ဆိုတဲ့အဖြစ်ပါပဲမင်းအဲ့ဒီအချိန်လုံးကဒါရီဘာလို့မပြောခဲ့လဲလဲမမီးနဲ့တော့ဥကောင်းဦးကြီးအခုတော့ရှိတယ်တမီးကိုလက်မမွေးဘူးလို့အဲ့ဒီအချိန်ကဆုံးဖြတ်ခဲ့လို့ပဲလက်ရဲဒါပေမဲ့လက်မကြခင်မှာပဲမိခင်စိတ်တွေဝင်လာခဲ့တယ်ကိုဘာမှမသိခဲ့ဘူးလက် မခင်လဲသည်ညံဝန်းတွေဆွဆွနေသည်ကြားကအာယူလျက်ပြုံးနေလေသည်အခုတော့လက်ပံဝန်းကျင်လက်အတိုင်းဝိုင်းမှာစိုးယူလို့ကလေးတွေအများကြီးပါပဲဥကောင်းရှင့်ကိုသူ့အဖေမှခုမှသိရရင်လေစိုးယူတော့ဘာမှထူးခြားတော့မှာမဟုတ်ပါဘူးရှင့်အနေနဲ့လေလေတို့သားမင်းနဲ့ခုချိန်မှာလာပတ်သက်ရင်ရှင့်ရဲ့အောင်မြင်ခန့်ညားနေတဲ့ဘွားပါနားသွားလိမ့်မယ်ရှင်လက်ပြောတာကိုနားလိမ့်မယ်ထင်ပါတယ် မခင်လေးသည်ပြောစရာစကားတွေကုံသွားသလိုသူ့အနာမှခွာလျက်တကားဝါစီကိုလျှောက်သွားကတကားကိုဆွဲဖွင်းလိုက်လေသည်ကဲရှင်ပြန်ပါတော့စိုးယူလဲထွက်လာကန်နီးပြီသူသည်အုံနောက်တွေစူပွက်လျင်အတွေးတွေလွန်ပြန်သပွဲဟူဒီကူးချက်ကဘဝအတွက်အမောပန်းဆုံးအချိန်တွေကိုထာဝရဖြတ်ကျော်ရတော့မည်အရေးတွေးမိကဖြေမပြေနိုင်တော့ပြီတကယ်တော့သူက အိမ်မန်းဟုတက်လျှောက်လုံးယူဆခဲ့သောမခင်လဲနှင့်သူ့အကြောင်းသိရှိလိုက်ရပြီးဖြစ်လေသည်။ဤခဏ၌သူအတောင်တဆုံးမှသူသည်အသေးငယ်ဆုံးသော မြို့မုံတစ်ခုအဖြစ်နှင့်ဆက်ကြဝလာတွင်မှ လွင့်စင်ပြောက်ွယ်သွားလိုခြင်းပင်ဖြစ်တော်သည်။မချူးပွင်နားဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။